ဝန်ပြည်နယ်စိုက်ထုံမြို့ဝင်းကန်ရွာကိုစစ်ကောင်စီတပ်ကဝင်ရောက်ဖွင့်ပြီးရွာဖုံးကြီးကျောင်းကအလှငွေ7300ကျော်ကိုယူဆောင်သွားတဲ့အပြင်ချေရွာအုတ်ချုပ်ရည်မှုနေအိမ်မှာမိရှုဖြက်စီးသွားတယ်လို့ဒေသခံတွေကသိရပါတယ်။မေလ16ရက်ကဘုကိုတိုင်းရွှေချင်းမြို့နယ်ဘက်ကနေအင်ချီ150ဝန်းကျင်ရှိတဲ့ဝင်းကန်ရွာကိုအင်အား100ဝန်းကျင်နဲ့စစ်ကြောင်းထိုးလာတာဖြစ်ပြီးရွာရောက်မှာနေအိမ်တွေကပစ္စည်းကိုလည်းဖောက်ဖင်းယူဆောင်သွားတယ်လို့သိရပါတယ်။ ဝင်းငယ်ကဒေသခံတယောက်ကဝင်းငယ်ကစစ်တပ်ကဝင်လာတယ်။အင်းတွေကိုပေါက်ထွက်ပြီးပစ္စည်းတွေယူတယ်။ရွာရဲ့အုပ်ကြီးနေအပါလေးလုံးကိုမိရှို့သွားတယ်။ဝက်ကဖုန်ကြောင်းကမိကန်တက်တာကိုယူရိုက်ဖြတ်ပြီးတော့စင်းကြံဆော့ဖို့ငွေသိမ့်ကြချော်ကိုလည်းယူသွားတယ်လို့သိရပါတယ်။ စစ်ကောင်စီတပ်တွေဝန်ကံရတဲ့ရောက်နေပြီးပြည်စည်းတွေယူနေချင်းဒေါ်လာရင်းအင်အားစုတွေဘက်ကရွာထိနာမှာဆိုလို့ဝင်ရောက်ပြစ်ခတ်တာတွေမလုပ်လိုက်ရဘူးလို့သိရပါတယ်ဝန်ကံရတဲ့ပြည်စည်းတွေဝင်ရောက်ယူဆောင်ပြီးနောက်စစ်ကောင်စီတပ်ဟာမေလ22ရက်နေ့မှာရွှေကျင်ဘက်ကိုပြန်လည်ဆုတ်ခွာသွားခဲ့ပေမယ့်ဒီနေ့အထိကြိုက်တုံမြို့နယ်တင်စီရဲ့အမြောက်တပ်ဝေါ်မြို့နယ်ဆင်ရွာတရဲသမင်ရွာတွေဘက်ကနေလက်နက်ကြီးတွေနဲ့ပြစ်ခတ်နေစေလို့ဆိုပါတယ်လက်နက်ကြီးတွေနဲ့ပြစ်ခတ်နေရကြောင်းဝန်ကံခရွဲခိုင်ရွာသုံးကွာရွာတွေပြင်ဝေါ်မြို့နယ်ဘက်ချမ်းရွာတချို့ကလည်း ဒေသခံတွေထွက်ပြေးတိမ်းရှောင်လျက်ရှိတယ်လို့သိရပါတယ်။တော်လိုင်းရင်အားစုဘက်ကစစ်ရေးတရင်ရင်းမြင့်ရစစ်ကောင်စီတပ်တွေတမိုးရှိပစ္စည်းတွေကုန်ယူသွားတာလက်ရှိတော့ PDF တွေနေမြေရှင်းလင်းရေးလုပ်နေတယ်။စစ်ကောင်စီတပ်ကတော့လက်နက်ကြီးနဲ့ပစ်ခတ်နေတယ်လို့ပြောလာပါတယ်။တေဇင်းနဲ့ရွှေချင်းကိုဆက်သွယ်ထားတဲ့ကားလမ်းကိုတော်လိုင်းအင်အားစုတွေဘက်ကဆုံးမထားတာကြောင့်စစ်ကောင်စီဘက်ကပြန်လည်ဆုံးမဖို့လှုပ်လာတာဖြစ်တယ်လို့အဲဒီယူအန်ကဒေသခံတွေကတေဇင်းနဲ့အနီးနားရွာတွေကိုထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့သိရပါတယ်။ပြီးခဲ့တဲ့ရပိုင်းတွင်းမှာရွှေချင်းမြို့နယ်ကစစ်ကောင်စီရဲ့အမှတ်968 ကျင်းမြန်တရင်ကိုတော်လိုင်းကြီးတက်တွေသိမ့်ပိုက်ပြီးခဲ့တဲ့နောက်အဲ့ဒီတရင်ကိုစစ်ကောင်စီတပ်ကပြန်လည်ရယူပြီးစတောင်းမြစ်ဘက်ဘကိုးတိုင်းဘက်အချမ်းကိုလည်းအခိုင်အမာနေရာယူကြတာဖြစ်ပါတယ်